ဒီနေ့တော့ပက်ကက်ကျော်လေးကြော်စားမှာပါပက်ကက်ကျော်ကိုအိမ်မှာကြော်တာဖြစ်တဲ့အတွက်ကြောင့်စီလဲတန်ပြီးတော့ပို့ပြီးတော့လဲစားကောင်းပါတယ်ကလဘဲကိုအရင်ဆုံးရေးဆေးပြီးတော့တညလေးရေးစိမ့်ပါမယ်ဘေကင်ဆိုဒါလေးပါနည်းနည်းထည့်စိမ့်ပါတယ်တညဆိုတော့လေ12နာရီကျော်အဲ15နာရီလောက်စိတ်ရင်တော့လေးပဲရပွားရပေါ့နော်အကယ်၍လေးတညစိတ်ပြီးသည်ဒီပဲရပွားဖို့လူသေးတယ်ဆိုရင်တော့ baking soda နည်းနည်းရယ် ပြီးတော့ရေနွေးရည်အနေပေါ့နော်တနအီလောက်ထပ်စိမ်ပေးပါနော်အာညာစိမ်ထားတဲ့ရေကိုဒီလိုမျိုးရေနဲ့သေချာပြန်တော့စေးပေးရပါတယ်ပဲတွေကအမြုပ်တွေပါတွေပါထော်အောင်ပေါ့နော်ပဲလေးကိုစိတ်ကြည့်ပေါ့နော်စိတ်ပြီးတော့စိတ်ကြည့်တဲ့အချိန်မှာနည်းနည်းပွနေပြီဆိုရင်တော့ရပါပြီဒီအချိုးကလေနတ်တလင်းတို့တဲကုန်းတို့ဘက်မှာလေဖူတာကုံစည်းတန်းစာရှိရလေအဲ့ဖူတာကုံစည်းတန်းမှာရောင်းတဲ့ပက်ကက်ကျော်ပုံစံမျိုးပါမုံနဲ့သားနည်းနည်းထူထူလေးနဲ့ပေါ့နော် စံမုံတစုံကောင်းချင်းမုံတစုံကိုပဲမုံနှစုံထည့်တဲ့အချိုးနဲ့ပါအကယ်၍ကိုကမုံမြသားပပကျွတ်လေးခြိုက်တယ်ဆိုရင်တော့ပဲမုံကိုလည်းတစုံပဲထည့်ပါပေါ့နော်ဘေကင်ဆိုရာကိုလည်းဇွန်ဖြားလေးထည့်ပါတယ်ဂျင်းကိုထောင်းပြီးတော့ထည့်ပါမယ်စားရဲဒါရှိရဲနည်းနည်းထည့်တယ်ပေါ့နော်ရေဦးတော့လေခက်ကျဲကျဲလေးရသည့်အထိနည်းနည်းချင်းစီထည့်ပြီးတော့ဖြောပေးသွားပါမယ်စိန်ထားတဲ့ကလဘဲကိုဒီထဲမှာထည့်ပြီးတော့ငွေပေးပေါ့နော် ကလပဲကိုလည်းမုံနဲ့ရေနဲ့လေခုပြထားသလိုအချိုးအစားလောက်ပဲထည့်ပေါ့နော်ကလပဲတွေအရင်များရင်လေလေပက်ကက်ကျော်ကအရင်ကြီးလေဟိုပဲတွေစိတ်ပြီးတော့စားမကောင်းပေါ့နော်အိုးတဲ့ကိုစီးထည့်ပြီးတော့ဒါမျိုးလေအပြားလေးဖြစ်အောင်ရောက်ချိုစုံနဲ့ထည့်ပေးပါမယ်ဒေဟူအသေးသုံးွဲဆိုရင်တော့အဝိုင်းလေးရတာပေါ့နော်ဒီအောင်မီးရမ်းပြင်းလို့မရပါဘူးဒါမှပဲလေးတွေက ကျွတ်ကျွတ်လေးဖြစ်မှာပါမီးအလဲလက်လောက်နဲ့ပဲခတ်ကြကြလေးကြော်ပေးရပါတယ်မီးရန်ပြင်းဝရင်လေမုန်းမြစ်သားတွေကတူဝပြီးတော့ပဲရကျွတ်ကျွတ်လေးမဖြစ်ပါဘူးဒါဆိုရင်တော့ရနေပြီပေါ့နော်စီသေးချာလေးစစ်ပြီးမှဆဲပေးပါဒီလိုမျိုးပက်ကက်ကြော်လေးကြော်ထားပြီးတော့ zipper အိတ်လေးနဲ့သိမ့်မယ်ဆိုရင်ကိုစားချင်တဲ့အချိန်ကျမှထုတ်ပြီးစားလို့ရပါတယ် ချီလီကဘက်ကတ်ကြော်ကိုပထမဆုံးကြော်ဦးတာပါချီလီအွန်လိုင်းကနီးတွေကိုကြည့်ပြီးတော့ဗောနော်အော်ဘယ်အချိုးစားချီလီနဲ့အဆင်ပြေမလဲဆိုတာကိုစမ်းသပ်ပြီးကြော်ပြီးတော့မှဒီအချိုးစားကတော့ချီလီအတွက်အဆင်ပြေဆုံးပါဘက်ကကြော်ကြော်ဘူးဒီတဲ့ကောင်းတဲ့နီလန့်နေရှိရင်လေကိုမမပြန်ပြီးတော့မျှဝေပေးသွားကြအောင်နော်